ဘယ်ချင်းနှောင်းဒုက္ခပေးနေကြအောင်ပါလဲကွာဆိုပြီးငိုပြမလို့ဖြစ်နေတဲ့လီဗာပူးအန်ဖီမှာဘယ်သူမှဟီးဟားလာပြီးတော့လှုပ်လို့မရအောင်ဆိုတဲ့စကားကိုပြောကြပြီးတော့အန်ဖီဟာဟန်သားရှိပြီးတော့မမ်ရှိတော့ရက်ကွက်ဇနပုတ်တခုလိုဖြစ်သွားခဲ့တာပါအန်ဖီဆိုတာဟိုတော့ကပြိုင်ပတ်တွေဖိမ့်ဖိမ့်တုံခဲ့ရတဲ့နေရာဒေသတခုဖြစ်ခဲ့ပေမဲ့ဒီအားသမားတို့ကလေးစားခွေးစုံလှုပ်ချင်းတို့တွေလာလာပြီးတော့လှုပ်နေခဲ့ကြတာကိုမြင်တွေ့ထားပါတယ်အန်ဖီမှာဟီးဟားလှုပ်လို့မရအောင်ဆိုတဲ့စကားကိုကြွေးကြော်ပြီးခဲ့ကမိုင်းကနိုင်လိုက်ပဲလေးစားနိုင်လိုက်နဲ့လီဗာပူးကအန်ဖီမှာရှုံးပွဲတွေဆက်လုပ်နေပါတယ် လေပေါင်းတဲ့အခြေအနေကမိုးပွားသကြားမင်းဆင်းပြီးတော့ကဲအောင်မှကဲလို့များတဲ့အခြေအနေမျိုးရောက်နေကြတာဖြစ်ပြီးပြီးကြတဲ့ရာသီကမန်စီလိုဖြစ်နေကြတာကိုမြင်တွေ့လိုက်ရပါတယ်မန်စီလိုလည်းပြီးကြတဲ့ရာသီကရုန်းကန်ခဲ့ရပရမရာသီအတွင်းမှာရှုံးမဲ့ရိဆက်ခဲ့ကြပြီးတော့ပရီးမီးယားလိချန်ပီယံဆုကိုကာဝင်နိုင်နေမရှိတော့ဘဲလေပေါင်းတဲ့စီကိုလက်လွတ်လိုက်ကြတာဖြစ်ပါတယ်ဒီနေ့လည်းပရီးမီးယားလိချန်ပီယံဖြစ်တဲ့လေပေါင်းတဲ့အနေနဲ့သူတို့ရဲ့ချန်ပီယံဘွဲကိုဂန်နာဒီစီကိုလွှဲပေးသွားဖို့ရှိနေကြတာဖြစ်ပါတယ်ဂန်နာရီကလည်းပရီးမီးယားလိချန်ပီယံဆုရဲ့ရေးပန်းစားနေခဲ့ကြသလိုမိုင်ကလည်းချန်ပီယံလောင်းစင်းထဲမှာရောက်ရှိနေခဲ့ကြတာဖြစ်တဲ့အတွက် ပရီးမီးယားလိချန်ပီယံဆုနဲ့ဆယ်စုနှစ်တခုကျော်ကြာဝေးကွာနေတဲ့မန်ယူသင်းနဲ့ဆယ်စုနှစ်နှစ်ခုကျော်ကြာဝေးကွာနေတဲ့ဂန်နာတို့ရဲ့ပရီးမီးယားလိချန်ပီယံဆုအတွက်အားပြိုင်လာမှုတွေကိုပြန်လည်ပြီးတော့မြင်တွေ့သွားမလားဆိုတာစောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်။လီဘောင်းနေနဲ့ပြီးကလေးရာသီကမန်စီးသင်းရဲ့ဖြစ်ပျက်ကိုသင်္ကန်းသာယူသင်းတယ်လို့ဆိုအားမှာဖြစ်ပြီးတော့ဇာမာခုံမှုတွေကိုထပ်ပြီးတော့ပြုလုပ်သွားဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။လီဘောင်းသင်းကပြီးကလေးရာသီကဇာမာခုံမှုတွေမပြုလုပ်ခဲ့ပဲပရီးမီးယားလိချန်ပီယံဆုကိုရယူနိုင်ခဲ့မယ်ဒီရာသီမှာတော့ငွေကြေးအများအပြားသုံးစွဲထားပြီးတော့မှရလဒ်တီစိုးဝါနေခဲ့ကြတာပါ။ နေပြအာနီစလိုအတွက်ကတော့ထိုင်းနေအကောင်ထသွားမှဂျိုးမန်းသည့်ဆိုသလိုလူမခေါ်ရင်အကောင်လူခေါ်လိုက်မှအသင်ကဆုတ်ပြတ်သက်သွားအောင်ဖြစ်နေကြတာပါလီဘောင်းနေနဲ့ကွင်းလန်ခန်းစပိုင်းအတွက်အရန်အားတောင်းတမှုတွေရှိလာအောင်လာမဲ့စောင်းစည်းခွဲမှာဇာမားခုံမှုတွေပြုလုပ်သွားဖို့လိုအပ်နေခဲ့ပါတယ်လီဘောင်းနေပြအာနီစလိုကလီဘောင်းအသင်းနဲ့အတူပထမဆုံးရာသီမှာပရီးမီးယားလိဘလားကိုရယူနိုင်ခဲ့ပေမဲ့ဒုတိယမြောက်ရာသီမှာတော့ရလဒ်တီစိုးဝါနေခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့ညဆွေလန်လီဘောင်းအသင်းဟာအန်ဖီကွင်းထဲမှာပဲခရစ်စတဘယ်လေးစာသင်းကို၃ခုပြန်ရလဒ်နဲ့အတူရှုံးပေးသွားခဲ့ရကာကာရာဘောင်းပြိုင်ပွဲနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ အိုက်ပွဲမှာနီးပြအာနိစလော့ကဗာဂျဗန်ဒိုက်အီဘရာကွန်နာတီဒိုမီနစ်ဆိုပါစလိုင်းကိုရီဂတ်ဘိုဖလော်ရန်ဗက်စ်မိုဟာမက်ဆာလာဟူဂိုအီဂီဒီဂရိုအသုံးပြုခြင်းမရှိခဲ့ပါဘူးတကယ်တော့လေပေါင်းတင်ရပြီးခဲ့တဲ့၄ရာသီမှာကာရာဘောင်းဖလားနှစ်ကြိမ်ရခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီတုန်းကလည်းဘိုလီဝဲတီတက်ခဲ့တဲ့အသင်းဖြစ်ပါတယ်ဒီတော့ဒီပြိုင်ပွဲကလေပေါင်းတင်တို့ကလေးထားစရာပြိုင်ပွဲတစ်ခုဆိုတာတေတာလူဆိုအောင်မှာဖြစ်ပြီးတော့ခရစ်စဘဲလစ်အသင်းကိုရှုံးနိုင်ပြီးတဲ့နောက်မှာလေပေါင်းကနောက်ဆုံးပြိုင်ပွဲရရမှာကိုနေပွဲစား၆ပွဲတီကိုရှုံးနိုင်သွားခဲ့ဖြစ်ပါတယ်လေပေါင်းတင်နေနဲ့နောက်လာမယ့်၁၀အတွင်းမှာလည်းပွဲချက်တွေဖြစ်အက်စတွန်ဗီလာ ရီယယ်မာဒရစ်နဲ့မန်စီးတို့လိုအသင်းတွေနဲ့ရင်ဆိုင်သွားဖို့လည်းရှိနေပါလီဗာပူးတော့အားစီးတွေကစောင့်ကြုံနေခဲ့တယ်လို့ဖြစ်နေပြီးတော့ဒီလိုပုံဒီလိုအခြေအနေမျိုးနဲ့ရှေ့လာမဲ့ပွဲစဉ်တွေကိုဘယ်လိုများဖျက်ချော်မလဲဆိုတာစောင့်ကြည့်သွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်ပြီးတော့တို့ရဲ့အတွက်တော့ဒီအားစီးခရစ်စဘဲလစ်အသင်းနဲ့ဆုံးခဲ့တဲ့ပြိုင်ပွဲဆုံး၃ပွဲမှာ၃ပွဲလုံးရှုံးနေတဲ့ရင်ဆိုင်ထားလိုက်ရတာပါလီဗာပူးတင်ကွန်မြူနတီတိုင်းပြိုင်ပွဲမှာလည်းရှုံးပေးထားခဲ့ရသလိုပရီးမီးယားလိပြိုင်ပွဲမှာလည်းရှုံးပေးထားခဲ့ရတာပါဒါရီမလာဆိုရင်တော့ဘီကေညာကာရောင်ဘလာပွဲစဉ်မှာလဲဘဲလစ်အသင်းကိုအဆုံးပေးထားခဲ့ရတာဖြစ်တဲ့အတွက်မင်းတို့ကတော့ဘယ်ချိန်ထိ ဒုက္ခပေးနေကြအောင်ပါလေကွာဆိုတော့မေးရမလို့ဖြစ်နေခဲ့ပါလေဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ပါလေဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြပါလို့တောင်းဆိုပါရစေခင်ဗျစုံလေးကြည့်ပေးတော့လေအားလုံးကိုကျေးဇူးတင်ပါတယ်